တောင်မျိုးသားလူမျိုးရေးတက်မတော်တရန်လီသိမ့်ပိုက်ထားတဲ့နောင်ချိုမျိုးကိုပြန်လဲရရှိဖို့အတွက်စစ်ကောင်စီကထိုးစစ်ဆင်နေရမှာယခုခါစစ်ကြောင်းတွေကတဖြည်းဖြည်းရှေ့တိုးပြီးမြို့အနီးချင်းကပ်လာနေတာကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့မြေပြင်စီးရေးသတင်းမြစ်တူကပြောပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကတရန်လီပူးပေါင်းတပ်များအခိုင်အမာခံစစ်ယူထားတဲ့ပြည်ဦးလယ်နောင်ချိုလမ်းပေါ်ကအုံမတိရွာနဲ့တောင်ခမ်းနောင်ချိုလမ်းပေါ်မှာကံကြီးရွာတို့ကိုကျော်လွန်ကနောင်ချိုနဲ့လေးမိုင်ခန့်ကွာဝေးတဲ့မြက်ချင်းလူရွာအထိတိုက်ပွဲများရောက်လာခြင်းလည်းဖြစ်ပါတယ် ေပြင်ရဲဘော်တူပြောပြထားတာကတော့သူတို့စစ်ကောင်စီတပ်ကလူဝင်အားအရင်းမြစ်ထုတ်သုံးပြီးတော့ဆက်တိုးနေတာပါအင်အားတဝက်ကြော်ကြော်ကအတင်းစုဆောင်ထားတဲ့တပ်သစ္စာလေးတွေပါသူတို့ကိုရင်ပြီးတိုက်နေတာပါ50တိုးရင်30ကျပါတယ်လက်နက်ကြီးဒရုန်းနဲ့လေယာဉ်တွေပါအများပြားသုံးနေတယ်လို့ပြောပါတယ်ဂျမန်နီကလည်းစစ်တပ်ရဲ့ထိုးစစ်တွေကြောင့်နောင်ချုံမြို့နယ်တွင်မှမြေပြင်တိုက်ပွဲများဆက်ရှိနေတဲ့အပြင်နေ့လယ်ပိုင်းမှာတော့လေယာဉ်နဲ့တိုက်ပွဲဖြစ်ပေါ်ရာပတ်ဝန်းကျင်တွေကိုဘုံသုံးလုံးထဲမှနဲ့ကျဲချတိုက်ခိုက်ခဲ့သေးတယ်လို့လည်းကြောင်မက်ခရံအထူးတိုက်ခိုက်ရေးအဖွဲ့မှရဲဘော်တူကပြောပါတယ် ၎င်းကဆက်ပြီးပြောပြထားတာကတော့နေ့စဉ်ဒီမှာကြီပေါက်နေပြီး drone ကတော့တော်တော်လေးတုံးနေပါတယ်ကျွန်တော်တို့ပူးပေါင်းတပ်တွေအနေနဲ့ TNLA DPLA တို့နဲ့အတူနောင်ချိုခွင်ကစစ်ကောင်စီထိုးလာသမျှကိုခုခံနေသလိုတချို့နေရာတွေကိုပြန်လည်ရရှိဖို့အတွက်ကြိုးပမ်းနေတာလည်းရှိပါတယ်လို့ပြောပါတယ်လက်ရှိပြည်ဦးလယ်နောင်ချိုပြည်ထောင်စုလမ်းအတိုင်းထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တွေများကြောင်းအုံမခနဲ့နောင်ဖာရွာပတ်ဝန်းကျင်မှာတိုက်ပွဲများဖြစ်ပွားနေတဲ့ကဲ့သို့တောင်ခမ်းနောင်ချိုလမ်းပိုင်းမှာရှိတဲ့မြချင်းတို့နောင်လင်း လုံဆန်ရွာနီတို့မှာလည်းတိုက်ပွဲဖြစ်ပွားနေတယ်လို့ DNA ရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါဗျ။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ဘက်ကမြေပြင်ထိုးစစ်ပြင်လက်နက်ကြီးပစ်ခတ်မှု182လုံး၊လေးချောင်းပုံကျဲမှု48လုံးနဲ့ဒရုန်းပုံ32လုံးကျဲချကပစ်ကူပေးခဲ့ပြီးဇွန်လ29ရက်နေ့ကဆိုပါကြီးဝါနီဖြစ်ပွားတဲ့တိုက်ပွဲတွေမှာတော့လေးချောင်းပုံနဲ့လက်နက်ကြီးကြီး100ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DNA ကပြောပါဗျ။စစ်တပ်ထောက်ခံတဲ့ Telegram Channel များမှာလည်း နောင်ချုံမြို့နယ်သုံးပိုင်းကျော်သာကွာဝေးတဲ့မြက်ချင်းတို့ရွာနဲ့နောင်ဩရွာအားပြန်လည်သိမ်းပိုင်နိုင်ခဲ့ပြီး DNL ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းများနဲ့လက်နက်ချို့သိမ်းဆီးရရှိတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီတဲ့အနေနဲ့တိုက်ပွဲတွေမှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်နေတဲ့အပြင်နောင်ချုံမြို့နယ်ကြောင်မဲမြို့ပေါ်ကလူနေရပ်ကွက်တွေပေါ်ကိုဗုံးကျဲမှုများဇက်တိုက်ပြုလုပ်နေရမှာရပ်သားတည်ဆုံမှုများရှိနေပါတယ်။ DNL သိမ်းပိုက်ထားတဲ့ကြောင်မဲမြို့ပေါ်ကိုပြီးခဲ့တဲ့တပတ်တာတွင်လေကြောင်းဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်အရပ်သား၅ဦးတည်ဆုံကကလင်းငယ်နှုတ်အပါဝင်ရပ်သား20ကျော်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်90ကျော်နဲ့စာတင်ကြောင်းချိုပျက်စီးခဲ့ပါတယ်။စစ်တပ်အနေနဲ့အပြစ်ခတ်ရဲစဲကြောင်းကြီးညာထားစဉ်အတွဲမှာအခွင့်အောင်းယူကအဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားနေကြောင်း TNL ကပြောဆိုထားပြီး၎င်းတို့အနေနဲ့ကခုခံကာကွယ်စစ်သားဆင်နွှဲနေခြင်းဖြစ်ကြောင်းဆိုထားပါတယ်။ပြည်ထောင်စုနာတွင်အပြစ်ခတ်ရဲစဲကြောင်းစစ်ကောင်စီနဲ့ TNL ပါဝင်တဲ့ညီနောင်မမိတ်ဖွဲ့တို့ကတရားဝင်ထုတ်ပြန်ခဲ့တော်လဲ။မြေပြင်တိုက်ပွဲများနဲ့စစ်တပ်ရဲ့လေကြောင်းပုံကျမှုများစွာရှိခဲ့ကအရသာထိခိုက်သေးဆုံးမှုများလည်းရှိနေခဲ့တာပါ။ ဇော်လာ30ရာမှာနှစ်ဖက်အဖြစ်ခက်ရဲစဲကြောင့်တတ်မရက်ကုံဆုံးသွားပြီဖြစ်တော်လဲတတန်းတိုးကြောင့်ထပ်မံကြီးညာခြင်းမရှိသေးသလိုအပြန်အလှန်ထိုးစစ်ဆင်မှုများပိုမိုဖြစ်ပွားလာနေတယ်လို့လည်းစီးရင်လီလာသူတို့ကပြောပြထားပါတယ်စစ်ကောင်စီရဲ့ခမာယ134ခမာယ135နဲ့အမတ်66ဒုံးတရင်တို့အခြေဆိုင်ထားတဲ့နောင်ချိုမျိုးကိုတရင်လီပူပေါင်းတပ်တွေကယမန်နဲ့ဇူလိုင်လမှာအပြစ်သက်သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီးအဆိုပါတရင်တပ်ကမှရှိတဲ့အစအဦးအလုံးနီးပါးပြိုကျပျက်စီးနေတာကို Google မှတ်တမ်းများရာတွေ့ရပါတယ်ရုပ်ရဲကြောင်းဝင်ဆက်ဆက်မှုနဲ့ စစ်ကောင်စီနဲ့ TNL တို့ကြားကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးစဉ်နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမင်းမြို့များမှာ TNL တက်များဆုတ်ခွာပေးဖို့စစ်တပ်ကတောင်းဆိုထားခဲ့ပြီး TNL ဘက်ကတော့မြို့များအလုံးပြန်ပေးမှာမဟုတ်ကြောင်းခိုင်မာပြောကြားထားပါတယ်။ရွှေပြည်သာအမတ်လေးလမ်းမကြီးကို ရှစ်လန်းသွားဖြစ်ချဲ့ထွင်မယ်လို့ဆိုကာစစ်ကောင်စီကထောင်နဲ့ချီတဲ့နေရီတွေကိုရှစ်ရက်အတွင်းဖယ်ရှားခိုင်းနေပြီး Grand Hyatt အိမ်ချမ်းမြေဝင်းများပါဖျက်သိမ်းဖို့ချင်းချောက်ဖိအားပေးနေတဲ့အကြောင်းကိုဆက်ပြီးဖော်ပြပေးပါမယ်။ ရန်ကုန်တိုင်းရွှေပြည်သာအမှန်လေးလမ်းမကြီးကို ရှင်းလန်းသွားဖြစ်ချဲ့ထွင်မယ်လို့ဆိုကထောင်ထဲချီတဲ့နေအိမ်တွေကိုရှေ့ရအတွင်ဖယ်ရှားခိုင်းနေပြီးဂရန့်ရှိအင်ချမ်းမြေဝင်းမြောက်ကိုပါစစ်ကောင်စီကဖျက်သိမ်းဖို့ချင်းချောက်ဖိအားပေးနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဇူလိုင်လတရက်နေ့ကအချက်ပဲစစ်ကောင်စီကရွှေပြည်သာမြို့နယ်အမှန်လေးလမ်းမကြီးကိုရှင်းလန်းသွားလမ်းမကြီးဖြစ်တိုးချဲ့မယ်လို့ဆိုက လမ်းနဲ့နမိတ်နဲ့မလွတ်တဲ့နေအိမ်တွေအစာအုပ်အဖိအစွဲဈေးဆိုင်တွေကိုဇူလိုင်လ10ရက်နေ့နောက်ဆုံးထားပြီးဖျက်သိမ်းပေးရမှာဖြစ်တယ်လို့စစ်ကောင်စီကသတိပေးစာတွေထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ အခုလမ်းချဲ့မယ်ဆိုပြီးဖယ်ခိုင်းတာကအင်ချီထောင်ချီဖယ်ပေးရမယ်ဖယ်ပေးရမယ့်အင်ကတော်တော်များပါတယ်ရွှေပြည်သားအမတ်လေးလမ်းမကြီးဒညင်းကုန်းလမ်းဆောင်ကနေမော်ပြီအထိဆိုတော့အများများတယ်တကယ်တော့အင်တွေကစီပင်မြေပေါ်ကျူးထားတာမရှိပါဘူးမကျူးထားတဲ့အင်ချဲ့မြေဝင်းတွေကိုပါလမ်းနဲ့နှမိတ်50ပြည့်ချဲ့တယ်ဆိုပြီးဖျက်ခိုင်းနေတာတချို့လမ်းမကြီးကအင်တွေဆိုဂရန်ရှိတာကိုအင်နဲ့ချံပါဖျက်ပေးရမယ့်အခြေအနေတွေဖြစ်နေတယ်လို့ဒေသခံတူကပြောပြထားပါတယ်စစ်ကောင်စီဖျက်သိမ်းခိုင်းနေတဲ့နေအိမ်များနဲ့ရက်ွက်များမှာစီပင်မြေကိုကျူးကျော်ခြင်းမဟုတ်ပဲ ဂရမ်မီများနဲ့ဘိုးဘွားပိုင်မြေများဖြစ်ကြပြီးအဆိုပါမြေတွေကိုရောကြီးပေးရောခြင်းမရှိပဲစစ်တပ်ကအထင်အားမှချင်းချောက်ဖျက်သိမ်းခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။ဆိုင်းမစင်ဘုံမစင်စီပင်မြေနဲ့ကျူးတာမဟုတ်ဘဲနဲ့ရှစ်ရက်တွင်အိမ်တွေဖျက်ပေးဆိုတော့မော်ရွင်းကြီးမှပြည်သူတွေအဆင်မပြေဘူး။ရောကြီးလည်းပေးမယ်လို့ညှိနှိုင်းတာလည်းမရှိဘူး။ပြည်သူတွေကိုနှိပ်စက်ဖိနှိပ်နေတာလို့နေအိမ်နဲ့ဈေးဆိုင်ဖျက်သိမ်းပေးရမယ်ပြည်သူတို့ကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတကစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာနိုင်ငံတော်မှပြည်သူလူထုရဲ့နေအိမ်များနဲ့ခြံဝင်းတွေကိုကျူးကျော်လို့ဆိုကမြေသိမ်းခြင်း ကျိုးကြောင့်မဟုတ်ပဲစီမံကိန်းမလွတ်လို့ဆိုကတင်းယူခြင်းတက်ပိုင်မြေဖြစ်တင်းယူခြင်းလို့ဆိုကအတင်းကျပ်နဲ့ထုတ်ခြင်းစတဲ့ဥပဒေမဲ့လောက်ရများမကြာခဏဆိုသလိုကျူးလွန်လျက်ရှိနေပါတယ်။ဗရန်းစုံကုန်းမြောက်တနက်နှစ်မိုင်ကွာမှာစစ်ကောင်စီလုံခြုံရေးတိုးမြင့်ချထားလိုက်တဲ့တဲ့မှာမကွေးတိုင်းငဖဲမြို့နယ်ဗရန်းမြို့ရှိစုံကုန်းအမြောက်တနက်နှစ်မိုင်ကွာမှာစစ်ကောင်စီတပ်ကလုံခြုံရေးတိုးမြင့်ချလာတယ်လို့သိရပါတယ်။အန်ဗရန်းလမ်းပေါ်မှာငဖဲအပိုင်းဗရန်းမြို့နယ်15မိုင်ကွာစုံကုန်းအမြောက်တနက်နှစ်မိုင်ခန့်ကွာဝေးတဲ့ပြန်ချီရွာရဲ့ဘုံကြီးကျောင်းမှာ ဇွန်လ28ရက်နေ့ကတမ69ဦးဆောင်တဲ့နေမြေကန်တပ်သားဦးရေ50ခန့်ဝင်ရောက်တက်ဆွဲနေရယူပြီးလုံခြုံရေးတိုးမြင့်ချထားခြင်းဖြစ်တယ်လို့ဗရန်ဒေတာကန်အမျိုးသားတူကပြောပြထားပါဗျ။ပိုနေကစစ်သားတွေဝင်လာတယ်ပြီးတော့ဘုန်းကြီးเจ้าမှတက်ဆွဲထားတယ်အမြောက်တက်ကုန်မရောက်ခင်ကာကင်းစခန်းပေါ်ဗရန်မာကဆိုးတယ်အဖမ်းစီးလဲများတယ်လို့ပြောပါဗျ။စုံကုန်းအမြောက်တက်ဟာအာရခတတော်အေအေဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတဲ့ စစ်ကောင်စီရဲ့နိုင်ငံလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းတိုက်ပွဲကိုလည်းလက်နက်ကြီးများနဲ့ဒရုန်းများအဓိကပစ်ကူပေးလျက်ရှိတဲ့အမြောက်တပ်ဖြစ်ပါတယ်။ထို့ပြင်ဗရန်မြို့မှာရခိုင်ကထက်လုံခြုံရေးပုံမတို့မြင်ထားပြီးအန်ဗရန်လက်ထောက်နေရာများမှာစစ်ကြောင်းထိုးကဒေါ်လာရေးတပ်ဖွဲ့တွေရဲ့သွာလာလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့ဒေါ်လာရေးတပ်ဖွဲ့နဲ့နှိစက်သူတူကလည်းပြောပါတယ်။လုံခြုံရေးကတော့ပြည်သူစစ်တွေအပါအဝင်တပ်မ69နဲ့အခြေစိုက်တိုင်းရင်းတွေကပေါ်ဒီအန်ယူမနဲ့မနီမဝေးတဲ့ကပ္ပဆဆလီနဲ့ဗရန်မြောက်တက်ကိုသူတို့ကတတ်နိုင်သမျှကာကွယ်မှာ ေယာဝတီနဲ့ပဲခူးတီတောင်အေအေနဲ့ပူးပေါင်းတက်တွေရောက်နေတာဆိုတော့မကွေးကကပါဆာလက်နဲ့ဆက်ယုံတွေကိုတော်လိုင်းတက်ဖွဲ့တွေအလွယ်တကူမတက်ခိုင်နိုင်ဘူးဒီနှစ်ခုကိုအခိုင်အမာလှုပ်ထားပါတယ်လို့ပြောဆိုထားပါတယ်။ဒီကတဲ့ဇွန်နာ၁၄ရက်နေ့ကလည်းတော်လိုင်းတက်ဖွဲ့များရဲ့တက်ခိုက်ခံရမှာစိုးရိမ်တာကြောင့်ဗရန်မြို့ဝင်နေကန်စီဆိုင်ကိတ်မှာစက္ကန်းချနေထိုင်ခဲ့တဲ့တမ69အပါဝင်စစ်ကောင်စီတပ်သားတွေဟာစက္ကန်းရုတ်သိမ်းသွားခဲ့တယ်လို့ဒေသခံသတင်းမြင့်များကဆိုပါတယ်။ရုတ်သိမ်းသွားတဲ့စက္ကန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကပ္ပဆဆလီနဲ့အမြောက်တက်905တုံမှာပိုးပေါင်းကအနီးနားမှာစစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိတယ်လို့လည်းသိရပါဗျ။ဒီတကစင်ကူးမှာပေါင်း300ပုံးနဲ့၄ချောင်းတိုက်ခိုက်ခံရတာကြောင့်အမျိုးသမီးတဦးသေဆုံးသွားတဲ့တဲ့င်းကိုဖော်ပြပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာပြည်စိုးအောင်ရက်ွက်အတွင်းကိုစစ်ကောင်စီတပ်ဖွဲ့က၄ချောင်းမှပုံကျဲတိုက်ခိုက်ခဲ့ရမှာအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ပြည်ဦးလွင်ပကဖအဖွဲ့ထံကသိရပါဗျ။ရမန်နေ့ဇွန်လ29ရက်နေ့မနက်7:50မိနစ်ချိန်ကတရအူးမှတက်လာတဲ့ဂျက်ဖိုက်တာလေယာဉ်ဟာ ေါင်း300ဘုံတလုံးကျဲချတိုက်ခိုက်သွားခြင်းဖြစ်တယ်လို့ပြည်ဦးလွင်ပကဖပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။၎င်းရှင်းပြထားတာကတော့ဘုံကပောက်ခွဲအပြင်တော့အမျိုးသမီးဟာအယိုးတခြားအသားတခြားဖြစ်သွားကရုပ်အလောင်းတောင်မကျန်ဘူးလို့ပြောပြထားပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်ဆိုးအောင်ရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်၃ခုလည်းပျက်စီးသွားတယ်လို့သိရပါတယ်။စင်ခုမြို့နယ်ဟာတော်လိုင်းတပ်ဖွဲ့တွေအလုံးစုံထိန်းချုပ်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးမြေပြင်စိုးမိုးမှုမရှိတော့တဲ့စစ်ကောင်စီတပ်ဖွဲ့ကစီရေးပြင်းမှန်မဟုတ်တဲ့စာတင်ကြောင်းဆေးရုံ ။ဘုံကြီးကျောင်းများနဲ့လူနေရပ်ကွက်တွေကိုလေကြောင်းကဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေတာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကဆိုပါတယ်။စစ်ကောင်စီတပ်ဟာဆင်ကူးမြို့နယ်ကိုမကြာခဏဆိုသလိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေတဲ့အတွက်ဒေသခံပြည်သူများအနေနဲ့လည်းလေကြောင်းရံကိုသတိပြုနေထိုင်ကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်။ပြည်ကြက်ဇွန်လ23ရက်ညနေပိုင်းကလည်းစင်ကူးမြို့နယ်ထုံးကြီးကျေးရွာမြောက်ဘက်လေကွင်းဒီကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာဒေသခံအမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းပြည်ဦးလင်ခရိုင်ပတ်ကားဖအဖွဲ့ကထုတ်ပြန်ထားပါဗျ။